အားလုံးမင်္ဂလာပါရှင် MPN သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာ17ရက်နေ့လည်ခင်းတရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်အထူးခြားဆုံးနေ့လည်ခင်းသတင်းတွေရွေးကောက်ပွဲနောက်ဆက်လို့ဆိုပြီး KNU တမဟာတေဥက္ကရာအပါ22ဦးကို အမှုဖွင့်တယ်လို့ဟာတာဆိုလာတဲ့စကားမရဲ့သတင်း အတူရောင်ရေကောက်ပွဲကိုနိုင်ငံတကာကထောက်ခံတယ်ဆိုပြီးပုံမြင်ပြောလာတဲ့ဇော်မင်းထွန်းတရင်တရုတ်ကြီးကိုဖားဖို့တရုတ်စီမံကိန်းတွေအမြန်အောင်ထည့်ပေါ်ကျင်နေတဲ့မင်းအောင်လိုင်းတရင်စစ်တပ်နဲ့ငင်းချင်းရေးဆွေးနွေးပွဲလုပ်ဖို့မရှိဘူးလို့ကြေညာလိုက်တဲ့ KIA တရင်ပေါ်တာဆွဲမှုပြန်များလာတဲ့ရန်ကုန်တရင်ဒီလီမှာအကြီးစားပုံပေါက်ကွဲမှုလူ၁၀ယောက်လောက်တည်ပြီး၂၀ကျော်တန်ရာရတဲ့တရင် အဲ့လိုနေ့လည်ခင်ဒီထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်င်းပြည်ပါသတင်းတွေကိုတင်ဆက်ပေးထားပါတယ်ရှင်။ရွေးကောက်ပွဲနောက်ဆက်လို့ဆိုပြီး KNU တက်မှာတရုတ်ကရာအပါ22ဦးကို အမှုဖွင့်တယ်လို့ဟာတာဆိုလာတဲ့စကားမသတင်းနဲ့စားလိုက်ချင်ပါတယ်။ MPA ပြည်သက်ကြီးရှင်တရမျိုးသားစီယုံ KNU ထင်းချုံနေမိကသတင်းတစ်ခုကို တင်ပြပါရစေ စစ်ကောင်စီစကားဆရဲ့လုပ်ရတဲ့ကူဟာမင်းပြင်းအခြေအနေနဲ့လုံးဝကင်းကွာနေလို့ဒေတာခံတွေကြားမှာဟာတာတစ်ခုလိုဖြစ်နေပါတယ်စစ်ကောင်စီက KNU ရဲ့ဒုသက်သူခရိုင်တပ်မဟာတက်ကိုဥဆောင်နေတဲ့ဥက္ကဋ္ဌအပါဝင်ဒေတာတွင်ခေါင်းဆောင်22ဦးကို အမှုဖွင့်လိုက်ပါတယ်လာမယ့်ရွေးကောက်ပွဲကိုနှောက်ရက်တဲ့ချင်းချောက်တဲ့ဆိုတဲ့ဆွတ်ဆွဲချက်နဲ့ပါဒီလိုအမှုဖွင့်လိုက်တဲ့အပေါ်ဒုသက်သူခရိုင်တထုံပီးလင်းနေမြေကဒေတာခံတွေနဲ့လေးလာသူတွေကဘလို့မှအလေးနံမထားပဲ င်းစရာတစ်ခုလိုပဲသဘောထားကြပါတယ်။ KNU တက်မှတင်နေပြီဆိုတာစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရဲတပ်ဖွဲ့အာဏာလုံးဝမမီတဲ့နေရာပါ။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်းအောင်မရဲတဲ့အနေမြေမှာ KNU ခေါင်းဆောင်တွေကို အမှုဖွင့်နေဆိုတော့ဘသူကလာဖမ်းမှာလဲဆိုပြီးဒေသခံတွေက ပြန်မေးခွန်းထုတ်ကြပါတယ်။ ဒီလိုလောက်တာဟာသူတို့စကားစာရဲ့ရွေးကောက်ပွဲကိုလူတွေက စိတ်ငဝင်စားလို့အာယုံပြောင်းမှုပြီးတော့ပြည်သူတွေကိုတော်ရိုက်ပြီးချင်းချောက်ဖို့စူးစမ်းတာလို့ပဲမြင်ပါတယ်။ဒါပေမဲ့လက်တွေမှာတော့ဘာမှအရာမရောက်တဲ့ဟာတာလို့ရပါပဲလို့ပြောပါတယ်။ စစ်ကောင်စီအနေနဲ့သူတို့ရဲ့ရွေးကောက်ပွဲဟာတော်လိုင်းအဖွဲ့တွေရဲ့နောက်ဆက်မှုကြားကနေရရုံဝတ်လုပ်နေရပါတယ်ဆိုတော့ပုံရင်အောင်ကိုပြသခြင်းပေမဲ့ဒီလိုမြေပြင်နဲ့ကင်းကွာတဲ့အမှုအဖွဲ့မှုတွေကတော့သူတို့ရဲ့ရွေးကောက်ပွဲအပေါ်လူတို့ရဲ့ယုံကြည်မှုကိုပိုပြီးကြဆင်စေတယ်လို့သုံးသပ်ရပါတယ် ဒါပြင် AMIJ News Facebook page ရဲ့တာဝန်ရှိသူတွေကိုလည်းရွေးကောက်ပွဲဥတွေနဲ့အရေးယူမယ်လို့စစ်ကော်မရှင်ကချင်းချောက်ထားပေမဲ့အဲ့ဒီသတင်းဌာနကသူတွေဟာလူမြောက်နေမြေမှာ ရောက်ရှိနေတဲ့သူတွေဖြစ်ပါတယ်ဒုတိယအနေနဲ့အတူရောင်ရေကောက်ပွဲကိုနိုင်ငံတကာကထောက်ခံတယ်ဆိုပြီးပုံမြင်ပြောလာတဲ့ဆော်မင်းထွန်တရေမှာ စစ်ကော်မရှင်ရဲ့ပြောရေးဆိုခွင့်ရှိသူပိုကျော်စောမင်းထွန်းရဲ့နောက်ဆုံးပြောစကားတွေကနိုင်ငံတကာအမြင်နဲ့လုံးဝကိုကွဲပြားနေပါတယ်။ကဘာကအတိမတ်မပြူတဲ့ရွေးကောက်ပွဲကိုသူတို့ဘက်ကမိဖက်နိုင်ငံတွေရဲ့ထောက်ကမ်းမှုအခိုင်အမာရထားတယ်လို့ဒီနေ့တော့စစ်ကော်မရှင်ဝါရဖြန့်သတင်းစာတွေမှာဖော်ပြထားပါတယ်။ အခုရွေးကောက်ပွဲမှာတိုင်းသားတွေနဲ့လူလူလူရန်စာတွေပိုပါဝင်လာစေဖို့အတွက်ပြည်သူ့လွှတ်တော်ကို FTB အများဆုံးမဲရသူနိုင်စနစ်နဲ့ကျန်တဲ့အမျိုးသားနဲ့ပြည်နယ်တိုင်းဒေသကြီးလွှတ်တော်တွေကိုရောနှောကိုယ်စားလှယ်အချို့ကြား Miss PR စနစ်တွေနဲ့လှူဆောင်မယ်လို့ရှင်းပြပါတယ်ဒီပြောဆိုချက်ဟာတကယ်တော့လက်ရှိနိုင်ငံတကာရဲ့သဘောထားနဲ့လုံးဝဆန့်ကျင်နေပါတယ်။ တကယ်တမ်းကအမေရိကန်ဥရောပသမဂ္ဂ EU နဲ့အနောက်နိုင်ငံအများစုကတော့မြန်မာပြည်မှာလုံခြုံမှုမရှိဘဲနိုင်ငံရေးပါတီတွေလွတ်လပ်စွာလှုပ်ရှားခွင့်မရဘဲလှုပ်တဲ့ရွေးကောက်ပွဲဟာတရားမျှတမှုမရှိဘူးလို့အတိအလင်းကွန့်ကတ်ထားကြပါတယ်ပေါ်ကျောက်ဆောင်မင်းတို့ရင်းညွနာကခရရှားဒါမှမဟုတ်တရုတ်လိုနိုင်ငံတချို့ကိုရည်ရွယ်ပြောဆိုတာဖြစ်နိုင်ပါတယ် ဒါပေမဲ့ကမ္ဘာအကြီးဆုံးဒီမိုကရေစီအင်အားစုတွေရဲ့ကန့်ကွက်ချက်တွေကိုတော့လျှို့ရှုထားတာပါဒီလိုမျိုးပြောဆိုတာဟာနိုင်ငံတကာမှာအတိအကျမဖြစ်ဘူးဆိုတဲ့ပုံရိပ်ကိုပြီးတွင်မှာဖန်တီးချင်တာဖြစ်နိုင်တယ်ဒါမှမဟုတ်ငါတို့လှုပ်ချင်တာကိုမင်းတို့ဘာမှမတက်နိုင်ဘူးဆိုတဲ့သဘောမျိုးပြသလိုတာပဲဖြစ်ပါတယ်စစ်ကောင်ရှိအနေနဲ့သူတို့ရဲ့ရွေးကောက်ပွဲအတွက်နိုင်ငံတကာအတိမတ်ပြုမှုရဖို့ဘယ်လိုမျိုးထပ်ကြိုးစားမလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ရမှာလည်းဖြစ်ပါတယ် ထပ်မံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့တရုတ်ကြီးကိုဖားဖို့တရုတ်စီမံကိန်းတွင်အမြန်အကောင့်ထဲပေါ်ချနေတဲ့မင်းအွန်လိုင်းအကြောင်းပါတိုင်းပြည်အနာကိုလက်နက်အားကိုပြီးမတရားလူယူထားတဲ့စစ်ကောင်ရှင်ကောင်းဆောင်မင်းအွန်လိုင်းဟာတရုတ်နိုင်ငံရဲ့အကျိုးစီးပွားဦးစားပေးတဲ့စီမံကိန်းတွေကိုအမြန်ဆုံးအကောင့်ထဲပေါ်ဖို့သူကိုယ်တိုင်ဦးဆောင်ပြီးကော်မတီတစ်ခုဖွဲ့စည်းခဲ့ပါတယ်။ မြန်မာနိုင်ငံအနှံ့သူတို့ဆုံးရှုံးသွားတဲ့အနေအမြေတွေကိုပြန်လည်ရရှိဖို့အတွက်စီးရဲအရှင်မြင့်ပြီးလေရင်တွေနဲ့တင်းစင်ပုံစဲတိုက်ခိုက်နေတဲ့စစ်ကော်မရှင်ဟာတပ်ဖက်မှလည်းတရုတ်ကြီးကိုမျက်နှာလှုပ်ဖို့မင်းအောင်လိုင်းကိုယ်တိုင်ဥက္ကဋ္ဌအဖြစ်ဦးဆောင်မဲ့ကော်မတီတစ်ခုဖွဲ့စည်းလိုက်တာပါဒီကော်မတီကိုတရုတ်သမ္မတရှီကျင်းဖြစ်ရဲ့မဟာစီမံကိန်းဖြစ်တဲ့ရှယ်ဝန်နဲ့ပိုလန်မှာ PR စီမံရေးအစိပ်ပိုင်းဖြစ်တဲ့မြန်မာတရုတ်စီးပွားရေးဆင်ကျက် CMEC စီမံကိန်းတွေနဲ့နှန်ဆက်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစုံတွေအတွက်အကောင့်ထယ်ဖို့ဖွဲ့စည်းထားတာပါလွန်ခဲ့တဲ့လပိုင်းကအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကာလုံရုံးအမိန့်နဲ့ဖွဲ့စည်းခဲ့တဲ့ဒီကော်မတီမှာအဖွဲ့ဝင်32ဦးပါဝင်ပါတယ်စစ်ကောင်းဆောင်ကဥက္ကဋ္ဌဖြစ်ပြီးစစ်ကောင်စီကခန့်ထားတဲ့ဝင်ကြီးချုပ်နဲ့နိုင်ငံသားရဲ့အမြဲတမ်းအသွေးဝင်တို့ကဒီဥက္ကဋ္ဌနဲ့အသွေးရင်းမှုတာဝန်ယူပါတယ်။ စီမံကိန်းတွေဖြတ်တမ်းမဲ့တိုင်းပြည်နယ်ဝင်ကြီးချုပ်တွေလည်းအဖွဲ့ဝင်အဖြစ်ပါဝင်ပါတယ်။ CMEC စီမံကိန်းတွေဟာဘာကြောင့်အရေးပါလဲဆိုတော့တရုတ်အစိုးရဟာဒီလန်းချောင်းကနေတဆင်မြန်မာနိုင်ငံကနေအိန္ဒိယသမုတ်တရားထပ်ပေါက်ရဖို့ရည်ရည်နေရကြပါပဲ။ဒါကြောင့်လည်းတရုတ်ဟာစည်ရေးစီးပွားရေးနှီးပညာဆရာတွေနဲ့စစ်ကောင်စီကို အခိုင်အမာထောက်ခံအားပေးနေတာဖြစ်တယ်လို့နိုင်ငံလေးလာသူတွေကသုံးသပ်ကြပါတယ်။ ဒါပေမဲ့ CME စီစီမံကိန်းတွေဖော်ဆောင်မဲ့ရခိုင်၊ကချင်၊ရှမ်း၊မန္တလေးစတဲ့နယ်မြေတွေမှာလက်ရှိတော်လင်းအင်အားစုတွေရဲ့ခုခံတိုက်ခိုက်မှုတွေကြောင့်တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပါတယ်။စစ်ကောင်းဆောင်ဟာစီမံကိန်းတွေအများဆုံးဖော်ဆောင်နိုင်မှုအတွက်တရုတ်သမ္မတအပါဝင်ထိပ်သီးကောင်းဆောင်တွေကို တွေ့ဆုံတိုင်းကတိတွေပေးနေတယ်လို့တရုတ်အစိုးရစီကလည်းအကူအညီတွေတောင်းခံနေတယ်လို့သိရပါတယ်။ ဆက်လက်ပြီးစစ်တပ်နဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ဖို့မရှိဘူးလို့ကြေညာလိုက်တဲ့ခရိုင်သတင်းကိုတင်ဆက်ပေးပါဦးမရှင်။ကချင်ပြည်နယ်မြို့နယ်အများစုကိုထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နေတဲ့ကချင်လူမျိုးရေးအဖွဲ့ KIO KIA နဲ့စစ်ကောင်ရှင်တပ်တို့ကြားအပြစ်ရဲ့ရေးဆွေးနွေးမှုတွေရှိနေတယ်ဆိုတော့သတင်းတွေဟာလူမှုကွန်ရက်ပေါ်မှာတော်တော်လေးပြန့်နှံ့နေပါတယ်။ဒါပေမဲ့အသည့်သတင်းတွေကို KIO KIA ဘက်ကတင်ဝင်ညင်းပယ်လိုက်ပါတယ်။ KIO ခရိုင်ပြောရေးဆိုခွင့်ရှိသူဘုံမူးကြီးနော်ဘူးကတော့ဘိုးကော်မတီကဆွေးနွေးပွဲနဲ့ပတ်သက်လို့ညွှန်ကြားထားတာမရှိသလိုပြည်ဆောင်ဆွေးနွေးပွဲလုပ်နေရလို့ကြားလည်းမကြားဘူးလို့လွတ်လပ်တဲ့သတင်းမီဒီယာတွေမှာဖော်ပြထားပါတယ်ဒီပြောဆိုချက်အရ KIA ဟာလက်ရှိမှာစစ်ကောင်စီနဲ့ဘလို့ငင်းကျဲရေးစင်းနေပွဲမျိုးကိုမှလှုပ်ဆောင်မှုအစီအစဉ်မရှိဘူးဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြလိုက်တာပါ စစ်ကောင်ရှင်ရဲ့လော်ဘီနဲ့စစ်တပ်အတိုင်းဝိုင်းကအော်တိုဘားလနောက်ပိုင်းကတည်းက KIA နဲ့စစ်တပ်တို့ဆွေးနွေးတော့မယ်ဆိုတဲ့တဲ့မကိုတောက်လျှောက်ဖြန့်ချီခဲ့တာပါ တရုတ်နိုင်ငံရဲ့ကမကထာပြုမှုနဲ့ KIO KIA နဲ့စစ်ကောင်စီတို့အပြစ်ရဲ့ရေးတွေးဆောင်ဆွေးနွေးဖို့လုပ်နေပြီးနေရာရွေးနေပြီးစတဲ့သတင်းတွေကို Telegram Channel တွေနဲ့လူမှုကွန်ရက်တွေကနေအလုံးရင်းနဲ့တပြိုင်နက်တည်းအစည်းအကျဲထုံလွှင့်ခဲ့ကြတာပါလက်ရှိမှာ KIA နဲ့စစ်ကောင်ရှင်တပ်တို့ကြားဗမော်မြို့နယ်ဖားကန့်မြို့နယ်အပါအဝင်ကချင်ပြည်နယ်တွင်မြို့နယ်အများပြားမှာတိုက်ပွဲတွေပြင်းထန်နေစေပါ ထူးသဖြင့်ဗမော်တိုက်ပွဲဟာနေ့စဉ်မပြောင်းဖြစ်ပွားနေစေလို့ခရိုင်သတင်းရင်းမြစ်တွေစီကသိရပါတယ်။ဒါကြောင့်စစ်ကောင်မရှိရင်ဆွေးနွေးပွဲသတင်းဖြန့်ချိန်မှုတွေဟာစီးရဲအရှင်မြင့်တက်နေတဲ့ခရိုင်ရဲ့ထိုးစစ်ကိုနိုင်ငံရေးအဟန့်တာဖြစ်စေဖို့စ조사ရဲ့လုပ်ရတဲ့ခုသာဖြစ်နိုင်တယ်လို့သုံးသပ်ရပါတယ်ရှင်။ပြည်ထောင်နောက်ဆုံးသတင်းသဘောအနေနဲ့ပေါ်တာဆွေးမှုပြန်များလာတဲ့ရန်ကုန်သတင်းကိုပြောပြပေးပါမယ်။ ရန်ကုန်မှာစစ်ကော်မရှင်ရဲ့ဖန်စီပေါ်တာဆွဲမှုတွေဟာရွေးကောက်ပွဲအတွက်မဲဆယ်စီယုံ권ပေးတဲ့ကာလမှာခဏလေးရော့ကျသွားပြီးတဲ့နောက်အခုခါမှာတော့ရခင်တိုင်းပြန်လည်မြင့်တက်လာပြီးဖြစ်တာကိုရန်ကုန်စကောက်နော်အိုင်းဆိုင်ရင်သတင်းချက်လက်တွေအရသိရပါတယ်အိုင်းဆိုင်ရတာဝန်ရှိသူတို့က MPA သတင်းဌာနကိုပြောကြားချက်အရဒီပတ်တဲ့နိုဝင်ဘာ3ရက်ကနေ9ရက်တွင်အဖမ်းဆီးတွေပြန်များသွားပါတယ် ပြီးခဲ့တဲ့အပတ်ကတော့နင်းသွားပါတယ်။အခုအပတ်တော့အရင်လတွေကနှုန်းတိုင်းပြန်လိုက်ဆွဲနေတာတွေ့ရပါတယ်ပြလို့ပြောပါတယ်။ရန်ကုန်မြို့ကရဲတရင်ညစ်တအူးကလည်းဒီချင်းလေးကိုအတီးပြုပြီးနှဲဆွဲတဲ့ဆဆချင်းရက်တွေကလမ်းပေါ်ဖမ်းနာစီရအတော်အတန်တိတ်သွားတယ်။အခုတော့ကွေမိကောက်ကြီးောက်ဆိုပါပဲဖမ်းနာမှန်တဲ့များစစ်တပ်တဲထဲတာကြီးပဲလို့လူငယ်တွေကိုတတိချဖို့တတိပေးပြောကြားခဲ့ပါတယ်။ အားဆန်ရဲ့နိုဝင်ဘာ10ရက်ထုတ်ပြန်တဲ့သတင်းရနိုဝင်ဘာ3ရက်ကနေ9ရက်အတွင်းရန်ကုန်မှာ မတရားဖမ်းဆီးခံရသူ19ဦးရဲ့ဖြစ်စဉ်တွေကို မှတ်တမ်းတင်ထားပါတယ်။အဒီလူ၁၉ဦးကိုဖမ်းဆီးမှုတွေဟာရန်ကုန်မြို့နယ်ပေါင်းများစွာမှာဖြစ်ပွားခဲ့တာပါအဓိကအပြင်တောင်ကလာမြောက်တကုံဗဟန်အင်းစိန်စီမင်းလိုက် မယန်းကုန်းတန်လင်းနဲ့တာမွေမြို့နယ်တို့မှာဖြစ်ပွားခဲ့တယ်လို့ ISI ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာလတလလုံးမှာလည်းရန်ကုန်တိုင်းမှာမတရားဖမ်းဆီးခံရသူ64ဦးရှိခဲ့တယ်လို့ ISI ကမှတ်တမ်းတင်ထားပါဗျ။ဒါကြောင့်ရန်ကုန်မြို့မှာတွာလာနေတဲ့လူငယ်တွေအနေနဲ့ဖလို့နီးလနဲ့မဆိုးဖမ်းဆီးပြီးစစ်တပ်ရဲ့အတင်းကျပ်ပို့ဆောင်တာကိုခံရနိုင်တာကြောင့်အထူးသတိထားကြဖို့အရေးကြီးပါတယ်ရှင်။ နောက်ဆုံးပြပြတဲ့တင်နေနဲ့ဒီလီမှာအကြီးစားဘုံပေါက်ကွဲမှုလူ၁၀ရောက်လောက်တည်ပြီး20ကျော်ဒဏ်ရာရတဲ့အကြောင်းပြောပြရင်ကျမရဲ့နေ့လည်ခင်းသတင်းတင်ဆက်မှုကိုရန်နာလိုက်ပြစေရှင်။ အိန္ဒိယနိုင်ငံဒယ်လီမြို့မှာညပိုင်းကဖြစ်ပွားခဲ့တဲ့ပြင်းထန်တဲ့ပုံပေါက်ကွဲမှုဟာအခုမနက်ပိုင်းမှာတရားဝင်တည်ပြုချက်အရာလူအသက်ဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒီဖြစ်စဉ်ပေါ်အိန္ဒိယဆိုရရဲ့အစ်စ်မြင့်ဆုံးလုံခြုံရေးအရာရှိတွေကချက်ချင်းတုတ်ပြန်ဆောင်ရွက်နေကြပြီလို့သိရပါတယ်။ဒီပေါက်ကွဲမှုဟာဒယ်လီမြို့နီတော့ခန်တန်အနီမှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့အနည်းဆုံး၈ယောက်ကနေ၁၀ယောက်အထိသေဆုံးခဲ့ပြီး၂၀ကျော်ဒဏ်ရာအသေးသေးရရှိခဲ့ပါတယ်။ တန်ရသူတွေတဲ့မှာအသက်အနည်းဆိုရင်ရသူတွေလည်းပါဝင်လာကြောင်းစေယုံတွေမှာအထူးကြက်မဲ့ကုသပေးနေရပါတယ်ဒီလိုမျိုးမြို့ရယ်ရဲ့ချက်ချာကြတဲ့နေရာမှာအကျန်းဖတ်မှုတပွဲဖြစ်ရတဲ့ခုဖြစ်ပွားခဲ့တာကြောင့်အင်းညာဆိုရာကအနှင့်ဆုံးအစင်နဲ့တုတ်ပြန်ခဲ့ပါတယ်နိုင်ငံတော်လုံခြုံရေးကိုအလုံးစုံထင်းချုပ်ထားတဲ့ပြည်ထရေးဝန်ကြီးအမစ်ရှာကိုတိုင်မနေ့ညကပောက်ကွဲရနေရကိုချက်ချင်းသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဝင်ကြီးရှာကဒီဖြစ်ရဲ့အတွက်စကလုံးနဲ့ပေါ်ပြလို့မရအောင်နာကျင်ကန်စားရတယ်လို့ထုတ်ပေါ်ပြောကြားခဲ့ပါတယ်။ဝင်ကြီးရှာကပဲကြီးကြပ်ပြီးဒီကနေ့မနက်ပိုင်းမှာ၎င်းရဲ့နေအိမ်မှာအဆင့်မြင့်လုံဆောင်ရေးအရာရှိတွေရဲ့အစီအဝေးကို ခေါ်ယူကျင်းပဖို့စီစဉ်ထားပါတယ်။ဒီအစီအဝေးမှာစုံစမ်းစစ်ဆေးမှုရဲ့နောက်ဆုံးချက်တွေကိုဆွေးနွေးပြီးနောက်ဆက်တွဲလုံဆောင်ရေးမဟာဗျူဟာတွေကိုချမှတ်ကြမှာဖြစ်ပါတယ်။ ။အိနိယာဆိုရာအနေနဲ့ဒီဖြစ်စဉ်ကိုအကြမ်းဖက်မှုအဖြစ်တရားဝင်သတ်မှတ်ခြင်းမရှိသေးပေမယ့်အစစ်မြင့်ဆုံးလုံခြုံရေးရရှိရရဲ့ချက်ချင်းတုံ့ပြန်မှုတွေကတော့ဒီကိစ္စကိုအလေးနက်ထားကင်တွယ်နေတယ်ဆိုတာကိုပြသနေပါတယ်။ MP ရဲ့ဒီနေ့နေ့လည်ခင်းထိထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးရတာပါ။ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအလုံးနဲ့တကွာဝင်ရောက်မှတ်ချက်ပြုပေးသူအလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်။မြမပီတို့ပိသားပေါင်းကိုစိတ်နှပြချမ်းသာပြီးဘဝမော်လေးပြကြပါစေရှင်။